မမဟုတ်ရှင်းနေရရဲ့အကူအညီနဲ့ပြင်ဆင်ထားဖို့လိုအပ်မှာဖြစ်ပါတယ်လူဝင်မှုကြီးကြပ်ရေးသူတို့နိုင်ငံရဲ့ policy ကိုတွားချင်တဲ့အတွက်ကြောင့်မို့သူကလောက်တာဖြစ်တယ် ဒီ policy ကိုလုံးဝ enforce လုပ်ချင်တဲ့အတွက်ကြောင့်မို့လို့ဟိုးအစတည်းကလည်း sign ပြင်းလာပြီးသားဖြစ်တယ်ဆက်ပြီးတော့သူကလုတ်သွားမဲ့သဘောရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီထဲမှာဗမာနိုင်ငံရဲ့ assessment ကကြာကျက်ပြီးပါသွားတဲ့သဘောမျိုးပေါ့နော်အစိုးရတွင်းမှာဒါတွေကိုမပြောဘူးလားမကန့်ကွက်ဘူးလားပြန်ပြန်ကန်ကန်ဖြစ်လာအောင်မလုပ်ဘူးလားဆိုလုံနေတဲ့ပုံကိုယ်တွေရှိပါတယ်စင်စက်မပြတ်လဲလုံနိုင်စွမ်းရှိတဲ့သူတို့အစိုးရတွင်းကပုံကိုယ်တွေကိုလည်းတောက်လျှောက် contact တွေလုပ်ပြီးတော့အခြေအနေတွေကို ားလဲနိုင်အောင်ပေါ့နော်ကိုယ့်ရဲ့ community ကိုယ့်ရဲ့နီးစပ်ရပေါ့နော်တိုင်ဝမ်နေမှာကိုက content မပြတ်ဖဲနဲ့နေပါနောက်တစ်ခါငွေကြေးရပဲဖြစ်ဖြစ်မတတ်နိုင်တာမျိုးတွေရှိရဲဆိုလို့ရှိရင်လည်းပဲဒီ league ရဲ့အဖွဲ့အစည်းတွေနေရာတိုင်းလို့လို့အမှရှိပါရှင်ပြင်ဆင်ရရှိတာတွေကိုတော့ကိုကပြင်ဆင်ထားရမယ်တတိထားရရှိရတယ်ရောတတိထားရမယ်ပေါ့နော် အမေရိကန်ပြည်ထောင်စုမှာယာယီခိုလုံခွင့် GPS နဲ့နေထိုင်တဲ့နိုင်ငံပေါင်းစုံလူကြီးတောင်းနဲ့ချီရှိနေပြီး2021ကနေ2025အတွင်းဒုက္ခသည်ဖြစ်လာရောက်ချီချနေထိုင်သူသိန်းနဲ့ချီရှိနေတာပါထွက်ပေါ်နေတဲ့သတင်းတွေကြောင့်အစိုးရလုံခြုံရေးသူတွေကိုပြည်သူချင်းချင်းချိန်ချောက်အမျက်ထုတ်တာမျိုးတွေလည်းလူမှုအဖွဲ့အစည်းတွေထဲမှာဖြစ်လာနိုင်တဲ့အတွက်အမှန်တကယ်ကျွမ်းကျင်တဲ့ဥပဒေပညာရှင်တွေနဲ့ရှင်းနေတွေကိုသက်ဆိုင်သူတွေကစနစ်တကျချင်းကပ်ကြဖို့လိုအပ်ပါတယ် Ringgit recession လို့တလို့မျိုး refugee status ကိုပြန်သိမ်းနေတဲ့ resign လို့ရှင်နေဆိုလို့ရှိရင်ကျွန်တော်ဆက်ပြောခဲ့သလို immigration ကောက်ကိုသူတို့တွေကတင်ပြရမယ်ကိုယ့်ဘက်က defend လုပ်ခွင့်ရှိတယ်အရေးကြီးတာ service silence quick ကိစ္စကိုနားလည်အောင်လုပ်ဘယ်လိုမျိုး story ဆောက်ခဲ့ရလဲ story အထက်ကိုယ့်ရဲ့ case ကဘယ်လိုဥပဒေနဲ့ကညင်မှုရှိနေလဲလေ့လာပြီးတော့ကိုယ့်အနေနဲ့တိကျနားလည်ပြင်ဆင်ထားဖို့လို့အရေးကြီးတယ် especially ဒီအချိန်ဒီမှာ qualify ဖြစ်တဲ့ legal assistance ကတော့အရေးကြီးတယ်လို့ကျွန်တော်ပြောလို့ရပါတယ် အမေရိကန်ပြည်တွင်းကိုဦးစားပေးပြီးကမ္ဘာနံပါတ်1အဖြစ်ဆက်လက်ရည်တည်အချက်အပါဝင်ရွှေ့ပြောင်းနေထိုင်သူတွေအရေးပေါ်ပြထားတဲ့ Project 2025 Policy နဲ့မဲဆွယ်စည်းအုံးမီတမနာထရမ်ဟာ2024 November ရွေးကောက်ပွဲမှာအနိုင်ရခဲ့တာပါထရမ်အစိုးရရဲ့ရွှေ့ပြောင်းနေထိုင်သူတွေအရေးနဲ့ပတ်သက်ပြီးလက်ရှိဆောင်ရွက်ချက်တွေဟာ Project 2025မှာပေါ်ပြချက်တွေအတိုင်းသိမ်းပြီးသိမ်းဆောင်ရွက်နေတာဖြစ်တယ်လို့လေ့လာသူတွေကမှတ်ချက်ပေးပါတယ် အုပ်ချုပ်ရေးအာဏာကို Trump အစိုးရကအလွန်ကျွံသုံးဆွဲတဲ့ကိစ္စအများပြားကြောင့်လွတ်တော်နဲ့အဆင်မပြေဖြစ်ပြီးအောက်တိုဘာလ10ရက်နေ့ကစတင်ပြီး23ရက်ကြာအစိုးရရန်ညာစနေတင်ရက်ဆိုင်ထားတဲ့ဖြစ်စဉ်ပါဝင်ပြည်တွင်းနိုင်ငံရေးမတည်ငြိမ်ကြရုံညက်ဆက်တိုက်ကြုံတွေ့နေရပါတယ်။ကျွန်တော်တုဒ္ဒချန်တာပါ။ ဘကိုးတိုင်းနတ်တလင်းမြို့နယ်ကဂျေးရွာ20ကျောင်းမှာစက်ခိုင်ရေးပါတီဆိုင်မုတ်တွေမိရှုဖြက်စီခံခဲ့ရတဲ့အတွက်ပြည်သူ30ဝန်းကျင်ကိုစစ်ကောင်စီတပ်ကဖမ်းဆီးခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်နတ်တလင်းမြို့ရဲ့အနောက်ချမ်းမှာရှိတဲ့ရွာပေါင်း20ကပြည်သူတွေကစစ်ကောင်စီတပ်ယူကောက်ပွဲကိုဆန့်ကျင်ကြောင်းပြသတဲ့အနေနဲ့စက်ခိုင်ရေးပါတီဆိုင်မုတ်တွေကိုမိရှုဖြက်စီခဲ့တယ်လို့သိရပါရယ်နိုဝင်ဘာ29ရက်နေ့မှာပါတီဆိုင်မုတ်တွေမိရှုခဲ့တယ်လို့တန်တရားရှိသူအမျိုးသားအယောက်30ဝန်းကျင်ကိုစစ်ကောင်စီတပ်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေအရဖန်ဆီးခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။လက်ရှိမှာတော့ဖန်ဆီးခံထားရသူတွေကို တာပွန်ရဲစခန်းမှာဆစ်ဆေးမေးမြန်းနေပြီးပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘူးလို့သိရပါတယ်။လက်ရှိမှာစစ်ကောင်စီတပ်ကပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေအကြောင်းပြချက်နဲ့ ပြည်သူ248ယောက်ကိုဖမ်းဆီးထားပြီး209ယောက်ကိုအမှုဖွင့်ထားတယ်လို့ DPP ကကြောက်ရရရှိထားတဲ့အချက်လက်တွေအရသိရပါတယ်ရှင်။ရဲရင်နဲ့မှတ်တမ်းရုပ်ရှင်ဖန်တီးသူတွေနဲ့ပြည်သူသတင်းသမား Citizen Journalist တွေရဲ့လက်ရာတွေကိုနိုင်ငံတကာနဲ့ပြည်သူတွေစီခြားပြနိုင်ဖို့ရည်ရွယ်တဲ့ DPP Peacock Film Festival 2025ကိုထိုင်းနိုင်ငံချင်းမိုင်မြို့မှာ၃ရက်ကြာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ဒီအကြောင်းကိုဝေဝေကပြောပြပေးမှာပါရှင်။ဆိုတော့မှာအမြင်နဲ့၆လနေတဲ့ရာရှိကျွန်တော် data ပေါင်းများစွာကျွန်တော်တို့200 200GB 300GB data ပေါင်းများစွာ hard disk တစ်ခုလေးထဲမှာပဲ၁၀စုနှစ်ကြာတဲ့အထိအခု2025ငလင်ဖြစ်မလာခင်ရင်းနဲ့မှတ်တမ်းရုပ်ရှင်ဖန်တီးသူတွေနဲ့ပြည်သူသတင်းသမား citizen journalist တွေရဲ့လက်ရာတွေကို ိုင်ငံတကာနဲ့ပြည်သူတွေစီကိုချပြနိုင်မှုရှိရတဲ့နဲ့မြန်မာနိုင်ငံတဝမ်းမှာပြည်သူတွေရဲ့လက်တွေ့ဘဝတွေအခြေအနေတွေကိုထင်ဟပ်စေမယ်မှတ်တမ်းရုပ်ရှင်တွေကို ပြသသွားမယ် DVB Peacock Film Festival 2025ကို ထိုင်းနိုင်ငံချင်းမိုင်မြို့မှာဒီဇင်ဘာလ10ရက်ကနေ10ရက်နေ့ထိချင်းမိုင်တက္ကသိုလ်ဝင်းထွင်းက Communication Innovation Center CIC မှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ရုပ်ရှင်ပွဲတော်မှာတော့ DVB မှတ်တမ်းရုပ်ရှင်တို့ပြိုင်ပွဲ2025 DTC 2025 ပြည်သူပြည်သားသတင်းသမားတွေရိုက်ကူးထုတ်လုပ်ထားတဲ့ CJ Shorts 2025နဲ့ရုပ်သံသတင်းဆောင်မှာ new feature စားတဲ့ပြိုင်ပွဲ၃ခုကရုပ်ရှင်တွေကိုပြသသွားမှာလည်းဖြစ်ပါတယ်။ရုပ်ရှင်ပွဲတော့စီစဉ်ကျင်းပရတာနဲ့ပတ်သက်လို့ DVB ရဲ့ editor ချုပ်ကိုရေးချမ်းနိုင်ကအခုလိုပဲရှင်းပြပါဗျ။ဒီကျွန်တော်တို့ပီကရုပ်ရှင်ပွဲတော့ကျွန်တော်နှစ်စဉ်ကျင်းပလာတာဒီနှစ်ဆိုရင်၄နှစ်မြောက်ပါပြီခင်ဗျာဆိုတော့ဒီလိုလောက်ရတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့ပြည်ထဲမှာဖြစ်ပျက်နေတဲ့ဖြစ်ပျက်တွေ ဟိုနေထိုင်ရုံတွေလူလူတွေခံစားနေရတဲ့ဟိုဒုက္ခတွေဒုက္ခတွေနော်အဲ့ဒါဟိုကျွန်တော်တို့ဖော်ထုတ်ချင်တာပါဗမာပြည်ဟောဒီပြိတ္တတစ်ခုတည်းပို့ပါဦးကျွန်တော်တို့ရည်ရဲဒီရာကတော့ကျွန်တော်တို့နိုင်ငံတကာမှာရှိတဲ့ဒီနိုင်ငံတကာအတိုင်းပိုင်းကပါပေါ့နော်ဒီဗမာပြည်ဘက်မှာဘာတွေဖြစ်နေလဲဆိုတာကိုသိစေချင်တာပါအဲဒီကမ္ဘာအတိုင်းပိုင်းကပါဗမာပြည်ရေးကိုပြန်ပြီးတော့ကြီးစိုက်လာအောင်အာယုံစိုက်လာအောင် ်ပမာပြည်ရဲ့ဒီမိုကရေစီလှုပ်ရှားမှုဒီကပုံပြီးထောက်ခံလာအောင်ဒါတွေတွတ်တွတ်ကြအောင်ကျွန်တော်တို့လှုပ်ရခြင်းဖြစ်ပါတယ်ရွှေရှင်ပွဲတော်ရဲ့ခေါင်းစဉ်ကတော့ Giving voice to the voiceless အသံထွက်ဖို့ခက်ခဲနေသူတွေအတွက်အသံကိုစားထွက်ပေးခြင်းလို့သတ်မှတ်ထားပြီးဒီရွှေရှင်ပွဲတော်ဟာတာမန်ရွှေရှင်ပွဲတော်တစ်ခုထက်ပိုတာဖြစ်လို့ မဖြစ်မနေလာရောက်ကြည့်ရှုကြဖို့ကိုပွဲစီစဉ်သူမချန်တီရီဆိုကဖိတ်ခေါ်ပါတယ်ခုမတန်ရုပ်ရှင်ပွဲတော်ကိုလာပြီးကြည့်ရှုဖို့အတွက်ဖိတ်ခေါ်ကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့အတီမတန်ရုပ်ရှင်တွေကခုခေတ်ကာလမှာနေရအနံ့ပြမှာပေါ့နော်။ဒီနိုင်ငံတမွမ်းမှာပြိပခါတွေဖြစ်ပွားနေတယ်။ပြီးတဲ့ခါကျတော့လူခွင့်ချုပ်ဖောက်မှုတွေကလည်းဆူဆူဝါဖြစ်ပွားနေတယ်။ဒါကြောင့်မလို့ဒါတွေကိုမှတ်တမ်းတင်ရိုက်ကူးနိုင်မှုအတွက်အင်မတန်မှခက်ခဲပါတယ်။ ဲ့လိုခက်ခဲတွေကြားတဲ့ကကျွန်တော်တို့ဒီရုပ်ရှင်မှတ်တမ်းရုပ်ရှင်ရိုက်ခူးတဲ့သူတွေနဲ့မှဖြစ်ဖြစ်အောင်ဒီမှတ်တမ်းရုပ်ရှင်တွေကိုရိုက်ခူးထုတ်လုပ်နိုင်ခဲ့တယ်ခက်ခဲတွေကိုကျော်လွှားနိုင်ခဲ့တယ်ပေါ့နော်ဒါတွေကဘာကြောင့်အဲ့လိုမျိုးကျော်လွှားနိုင်ခဲ့လဲဆိုကျွန်တော်တို့ပြည်သူတွေရဲ့မျှော်လင့်ချက်တွေဖြစ်နေလို့ပါနောက်တစ်ခုကဒီရုပ်ရှင်တွေကိုလာကြည့်တာကကျွန်တော်တို့ရုပ်ရှင်ကြည့်တယ်ဆိုတာထက်ကျွန်တော်တို့မြန်မာနိုင်ငံတွင်းမှာရှိနေတဲ့မြန်မာပြည်သူတွေနဲ့အတူသူတို့ရဲ့ခံစားချက်တွေသူတို့ရဲ့မျှော်လင့်ချက်တွေသူတို့ရဲ့ဘဝတွေကိုအတူစာနာနိုင်မှုအတွက်ကြီးရှုရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မအနေနဲ့ဒီပွဲတော်ကိုမဖြစ်မနေလာရောက်ကြီးရှုဖို့အတွက်ဖိတ်ခေါ်ကြပါမယ် ပြသသွားမယ့်မှတ်တမ်းရုပ်ရှင်တွေကတော့လူခွင့်ရေးချိုးဖောက်မှုတွေအသွင်ကူးပြောင်းရေးကာလတရားမျှတမှုတွေနဲ့စစ်ဘေးရှောင်နေရဲ့ဘဝဒုက္ခတွေပြိပခတ်တန်ခံနေရတဲ့လူမှုအသိုက်အဝန်းတွေရဲ့ကြံ့ခိုင်မှုအကြောင်းအရာတွေစတော်တွေပါဝင်มาလဲဖြစ်ပါတယ်ရုပ်ရှင်ပွဲတော်နဲ့ပတ်သက်လို့သတင်းမီဒီယာတွေကိုဖိတ်ကြားပြီးရှင်းလင်းပြောပြတာကိုတော့နိုဝင်ဘာလ30ရက်က ချင်းမိုင်မြို့က DVB ရုံးတီရှိယာမှာပြုလုပ်ခဲ့ပါတယ်။၃ရက်ကြာကျင်းပမယ့်ရုပ်ရှင်ပွဲတော်မှာတော့ ရုပ်ရှင်ပြသတာတွေအပါအဝင်ဆွေးနွေးပွဲ panel discussion အလို့ယုံဆွေးနွေးပွဲ workshop တွေနဲ့အထူးအစီအစဉ်တွေပါဝင်သွားမှာဖြစ်ကြောင်းလည်းသိရပါတယ်။ကျွန်တော်ဝေပါ先去北京，不能家，不收客家的，那边高冷男女，你们，你唱给咱们。 ကရနီပြည်နယ်မှာစစ်တပ်ကအာဏာသိမ်းပြီး9နှစ်တာကာလအတွင်းအရက်သားနဲ့စစ်ပေးရှောင်ပြည်သူ130ကျော်သေဆုံးခဲ့ရတယ်လို့တိုးတက်သောကရနီပြည်သူအင်အားစု PKPF ကဒီဇင်ဘာလ1ရက်မှာထုတ်ပြန်ထားပါတယ်။2021ခုနှစ်ကနေ2025ခုနှစ်နိုဝင်ဘာလ30ရက်အထိအရက်သားနဲ့စစ်ရှောင်133ရောက်ထိသေဆုံးခဲ့ရပြီးပြီးခဲ့တဲ့နိုဝင်ဘာလတလတာအတွင်းပြည်သူ12ရောက်သေဆုံးခဲ့ရတယ်လို့ဆိုပါတယ်။ စစ်ကောင်စီတပ်ရဲ့လေကြောင်းလက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်မှုတွေကြောင့်ဖေကုံဒီမော့ဆွန်နဲ့ဖားဆောင်ဘက်ကသူတွေသေဆုံးတာများတယ်လို့ PKPF ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်။ငါးနှစ်တာကာလအတွင်းမတရားဖမ်းဆီးခံရသူအယောက်160နဲ့နေအိမ်ပေါင်း3219လုံး၊ဘာသာရေးအဆောင်60ခု၊စာသင်ကျောင်း30ဆေးရုံစေကံ19ခုထိခိုက်ပျက်စီးခဲ့ရတယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်။လေကြောင်းကနေတက်ခိုက်မှုပေါင်း 2117ကြိမ်ပြုလုပ်ခဲ့ပြီးတိုက်ပွဲပေါင်း1482ကြိမ်ဖြစ်ပွားခဲ့တယ်လို့ဆိုရတယ်။2025ခုနှစ်အတွင်းစစ်တပ်ကဒရုန်းနဲ့ပုံကျဲတာတွေလက်နက်ကြီးနဲ့ပစ်ခတ်တာတွေကိုစတိုက်ပြုလုပ်ကာထိုးစစ်ဆင်နေတဲ့အတွက်တလိုင်းအင်အားစုတွေနဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်ရှင်။ ကွန်ဂိုဒီမိုကရက်တစ်သမရနိုင်ငံမှာအီဘိုလာရောဂါဖြစ်ပွားမှုပြီးဆုံးသွားပြီလို့ကွန်ဂိုကျန်းမာရေးအရာရှိတွေနဲ့ကုလသမဂ္ဂလက်အောက်ခံကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO တို့ကတနင်္လာနေ့မှာ ပြောပါရတယ်။ ိုင်ငံအတွင်း42ရက်ဇတရောဂါအသေးထပ်ပြီးမတွေ့ရသေးပါဘူးကွန်ဂိုနိုင်ငံကာဆိုင်းပြည်နယ်ကဘူလာပီကျန်းမာရေးဆုံးမှာယောဂါကိုဖော်ထုတ်တွေ့ရှိပြီးတဲ့နောက်စက်တင်ဘာ4ရက်မှာကြေညာခဲ့တဲ့ဥပိုလာယောဂါဖြစ်ပွားမှုဟာ2022ခုနှစ်နောက်ပိုင်းနိုင်ငံထဲမှာပထမဆုံးဖြစ်ပါတယ်ကူဆက်ခံရသူစုစုပေါင်း64ဦးအနက်55ဦးသေဆုံးပြီး79ဦးပြန်ကျန်းမာလာတယ်လို့ကွန်ဂိုကျန်းမာရေးဝန်ကြီးဌာနကပြောပါရယ် ောဂါဖြစ်ပွားမှုအစောပိုင်းကာလတွေကစပြီးကုန်ကိုဟာထိခိုက်ခံရတဲ့နေရာတွေကိုအနာပိုင်တွေကအမြန်မြေပုံရေးဆွဲပြီးကူးစက်မှုကိုထိန်းချုပ်နိုင်စေဖို့ပြန်ပြင်ထားတဲ့အမျိုးသားစောင့်ကြည့်ရေးစနစ်ကိုတုံးခဲ့ပါတယ်။ကုန်ကိုဟာအခုတော့ယောဂစောင့်ကြည့်မှု တွန်းမြှင့်ခြင်းရက်90ကာလကိုစတင်တော့မယ်လို့လည်းကြေညာချက်ထဲမှာဖော်ပြထားပါတယ်။ ီဘိုလာရောဂါဖြစ်ပွားမှုဟာ1986ခုနှစ်မှာရောဂါကိုပထမဆုံးဖော်ထုတ်တွေ့ရှိပြီးတဲ့နောက်ပိုင်းဗဟိုအာဖရိကဒေသကကွန်ဂိုနိုင်ငံမှာ16ကြိမ်ကူးစက်တာလို့ WHO ကပြောပါတယ်ရှင်။ အာဆင်နယ်အသင်းကွင်းလယ်လူဒက်ကလန်ရိုက်စ်ဘလွန်ဒီယိုကပအကောင်ဆုံးကစားသမားဆူရရှိဖို့ဆိုရင်ဆူပလာရီရမရနဲ့သက်ဆိုင်ကြောင်းနီးပြအာဒီတာကပြောပါရယ်ရိုက်စ်ဟာဘိုင်ယန်မြူနစ်ကို3ဂိုးတကူနဲ့အနိုင်ရတဲ့ချန်ပီယံလိပွဲစဉ်မှာအကောင်ဆုံးကစားသမားဆူရရှိခဲ့ပြီးနိုင်ငံအသင်းမှလည်းခြေစွမ်းပြကစားနေတာပါလာမယ့်နှစ်မှာကျင်းပမယ့်ဘလွန်ဒီယိုကပအကောင်ဆုံးကစားသမားဆူကိုဒက်ကလန်ရိုက်စ်ရနိုင်သလားဆိုတဲ့သတင်းတောက်တူရဲ့မိကွန်းကိုနီးပြအာဒီတာကပြန်လည်ဖြေကြားခဲ့ ာဖြစ်ပြီးစုဖလားတွေရယူနိုင်မှုနဲ့သက်ဆိုင်နေကြောင်းပြောခဲ့တာပါ Rice အနေနဲ့စုရဖို့မျှော်လင့်ပြီးဒီလိုရမယ်ဆိုရင်မိမိတို့အသင်းအနေနဲ့စုဖလားတွေရယူနိုင်တဲ့အတိတ်ပဲဖြစ်ကြောင်း Rice ဟာရာသီစတင်ချိန်ကလေးကနေလက်ရှိအချိန်ထိအံဖွဲကောင်းမွန်အောင်ကစားနိုင်ခဲ့ပြီးအသင်းအတွက်အစားထိုးလို့မရနိုင်တဲ့ကစားသမားဖြစ်ကြောင်းလည်းနီးပြအာတီတာကချီးကျူးသွားပါရဲ့ရှင်။ ဒီပီပီရုံမြင့်တန်ကြားရဲ့မနက်၈နာရီသတင်းတွေကို ရှုစားခဲ့ရတာပါမနက်၈နာရီမှာလည်းထပ်ပြရရှိတဲ့သတင်းတွေကိုဖြည့်စွက်တင်ဆက်ပေးအောင်ပါပါကျွန်မကတော့ချေချိုဆမ်းမကျေးဇူးတင်ပါတယ်ရှင် DBB ရုပ်မြင်သံကြားပရိသတ်များမင်္ဂလာပါခင်ဗျာအပတ်စဉ်ပုံမှန်တက်ဆက်ပေးနေကြဖြစ်တဲ့ပြည်သူအစားပါစပ်အားပေးဆိုင်များဖကြားခြင်းတော်တူ DBB စီစဉ်ပြန်လည်ထုတ်လင်းဖို့အချိန်ကြာရောက်လာပါပြီခင်ဗျာဒီတစ်ပတ်မှာလည်းကျွန်တော်နဲ့တူတူဖကြားပေးမယ့်သူကတော့မတ်တီကြီးပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့မင်္ဂလာပါမတ်တီကြီးဟုတ်ကဲ့မင်္ဂလာပါကောင်းကျော်ကြီးအပတ်စဉ်တင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ Talk to TVB စီစဉ်ဒီတစ်ပတ်အတွက်ထုတ်လင်းမဲ့ချိန်ပြန်ရောက်လာပါပြီရှင် ဟုတ်ကဲ့ပါဒီတစ်ပတ်မှာဘေးစာတွေထဲကမှာပထမဦးဆုံးဖက်ပြပေးခြင်းနဲ့ဘေးစာကတော့ဒီစကိုင်းတိုင်းကတာမြို့နယ်တွေကရေးသားပေးပို့လာတဲ့ဘေးစာနဲ့ဖက်ပြခြင်းပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကတော့မင်္ဂလာပါတော်တူ DPP ဖွဲ့သားအားလုံးနေကောင်းကြပါစေကျမကကတာမြို့နယ်အင်းရွာကပါ ကျမတို့ကတာနယ်ကျေးလက်ဒေသတော်လန်ရေးစုမှုနယ်မြေမှာရှိတဲ့ န်နီယူဂျီအဆိုအရတရားရေးဝန်ကြီးဌာနကတရားသူကြီးများအောက်ခြေမြို့နယ်အထိစစ်စစ်ကြည့်ကြပေးပါမြို့နယ်တရားသူကြီးအားလုံးကိုပြောတာမဟုတ်ပါဘူးကတာမြို့နယ်ကတရားရေးတရားသူကြီးကိုပြောတာပါအောက်ခြေမှာရောင်းကစားတိုင်းတွေကသူတို့ငွေမရရင်တရားသူကြီးကိုတိုင်တယ်ထိုးသားတွေက ထောင်ကြပါတယ်ဒီလိုဖြစ်ပျက်နေတာတွေကိုအောက်ခြေမြို့နယ်အထိစစ်စစ်ပေးပါလို့လူကြီးများများကိုပန်ကြားအပ်ပါတယ်ဆိုပြီးတော့ ဒီကတာမျိုးနဲ့အင်းရွာကရေးသားပေးပို့လာတဲ့ပေးတာကိုတော်တူ DPP စီစဉ်မှာပထမဦးဆုံးဖျက်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကိုအောင်ကျော်ရေဒီတစ်ခါကျွန်မဖျက်ပြပေးစင်တဲ့ပေးစာကတော့ AR တိုင်းလေးမျက်နှာမျိုးနဲ့ကနေပေးပို့လာတဲ့ပေးစာပါရှင်မင်္ဂလာပါတော်တူ DPP ရဲ့ AR တိုင်းဟင်းသရခရိုင်လေးမျက်နှာမျိုးမှာရှိတဲ့မူလာရန်ကျောင်းတွေမှာလာစာထုတ်တဲ့အခါဝန်ထမ်းတွေရဲ့လာစာတွေကငွေကြေးဖြတ်တောက်မှုတွေများလာပါတယ် ကုန်စည်နှုန်းတွေကြီးမြင့်လာတဲ့အတူကျောင်းစုခေါင်းဆောင်တွေကပညာရေးဝန်ထမ်းပေါ်ဖြတ်ငွေတွေလည်းတိုးပြီးဖြတ်နေပါတယ်တဲ့ပြီးခဲ့တဲ့အော်တိုဘာလ31ရက်နေ့မူလာရန်ကျောင်းတွေရဲ့လစာဖြတ်ငွေက9600ကျပ်ဖြစ်ပါတယ်အခုလိုဝန်ထမ်းတွေရဲ့လစာငွေတွေမဖြတ်စေဖို့သက်ဆိုင်ရာတာဝန်ရှိသူတွေကဆောင်ရွက်ပေးစေလိုပါတယ်အလဲတန်းအထက်တန်းကျောင်းတွေမှာတော့ဖြတ်ငွေကအနည်းငယ်သာရှိပြီးမူလာရန်ကျောင်းတွေရဲ့ဖြတ်ငွေကအလွန်များပြားနေပါတယ် နောက်ပြီးဒီလိုဖြတ်တဲ့ငွေတွေရဲ့ခေါင်းစဉ်အသေးစိတ်ကိုလည်းဖော်ပြထားတာမရှိပါဘူး။ဒါကိုတာဝန်ရှိတဲ့သူတွေသိရှိရအောင်တော်တူ DBB ကနေတစဉ်ဖတ်ကြားပေးပါ။တော်တူ DBB အဖွဲ့သားများမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေဆိုပြီးတော့ရင်းဖွင့်ရေးသားလာပါရှင်။ဟုတ်ကဲ့ပါမတီကျွန်တော်ဆက်ပြီးတော့ဖက်ပြပေးမယ်နောက်ထပ်ပေးတာတောင်ကလည်းကတာမျိုးနေနေကရေးသားပြပူလာတဲ့ပေးတာပဲဖြစ်ပါတယ်ခင်ဗျာဒီခါရေးသားပြပူလာတဲ့ပေးစာကတော့မင်္ဂလာပါတော်တူ DPP ကျမတို့ကတာနေမှာ နိုဝင်ဘာလ2ရက်နေ့ကနေခုစာကို ပြပို့တဲ့နိုဝင်ဘာလ6ရက်နေ့ထိမိုးရေရွာသွန်းနေပါတယ်။အဲ့ဒီလိုမိုးရွာပြီးရေတွေကြီးလို့ရေသိမ်းတောင်သူတွေရဲ့ပဲနှံစပားတွေရေကြောင့်ပျက်စီးလို့တောင်သူတွေခတ်တွေ့နေရပါတယ်။မြန်မာပြည်ကြီးလည်းအများဆုံးအေးချမ်းပါစေအားလုံးအဆင်ပြေကြပါစေလို့ဆုတောင်းလိုက်ရပါတယ်။ဆိုပြီးတော့ဒီမှာဒီကျွန်တော်တို့ဒီကတာနေထဲမှာမိုးရေရွာသွန်းလို့စပားဆိုင်အေကာတွေလေတွေဒီနံတွေ ခြေနှင်းမြုပ်နေရတဲ့အကြောင်းခြေသားပစ်ပို့လာတဲ့ပြင်ဗီဒီယိုဖိုင်တွေပါပစ်ပို့လာပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုပစ်ပို့လာတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ပြည်သူအစားပါဇက်အငှားပေးစာများဖတ်ကြားခြင်းတော်တူ DPP စီစဉ်ကိုစာရီရေးသားပစ်ပို့တော့မယ်ဆိုရင်ကုဒေတာကုပဝန်ကျင်မှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုရင်ဖွင့်စာရင်းမဟုတ်ဘဲနဲ့တပ်ပုံတွေဗီဒီယိုဖိုင်တွေနဲ့ပါပူတွဲပြီးတော့ရေးသားပစ်ပို့လို့ရပါတယ်ခင်ဗျာရေးသားပေးပို့တော့မယ်ဆိုရင်တော့အီးမေးလ်ကနေတဆင်ရေးသားပေးပို့တော့မယ်ဆိုရင် www.dvv@gmail.com ကနေရေးသားပေးပို့နိုင်ရပါတယ်။ Facebook ကလည်းရေးသားပေးပို့တော့မယ်ဆိုရင် တော့ facebook.com မြင်းဆောင် .2dvv ရဲ့ messenger ကနေတစ်ဆင့်ရေးသားပေးပို့လို့ရပါတယ်။ Viber ဖုန်းနံပါတ်ကနေတစ်ဆင့်ရေးသားပေးပို့တော့မယ်ဆိုရင်တော့အပေါင်း66 8112 946 39ကိုရေးသားပေးပို့နိုင်ရပါတယ်ခင်ဗျာ။ ကဲ့ပါကိုအောင်ကျော်ရေဒီတစ်ခါကျွန်မဖတ်ပြပေးခြင်းနဲ့ပေးစာကလည်း ARV တိုင်းထက်ရပေးစာပါပဲရှင်။မင်္ဂလာပါတော့တူတီဗီဗီရေကျွန်တော်ကတော့ ARV တိုင်းဒေသကြီးဓနုပြည်မြို့နယ်ကပါ။ကြားရတဲ့သတင်းတွေကမကောင်းဘူးဗျ။နောက်ပြီးဒီဇင်ဘာလမှာကျင်းပပြုလုပ်မဲ့စစ်ကောင်စီကျင်းပတဲ့ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာ NLD နဲ့တော်လှန်ရေးအဖွဲ့တွေမပါရင်မဲမထည့်ဘူးလို့ပြောချင်ပါတယ်ဆိုပြီးတော့ရေးသားပြပူလာပါရှင်။ ဟုတ်ကဲ့ပါအခုဆိုရင်ဒါအနာသိစစ်တကဥဆောင်ပြုလုပ်မဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒါအဖွဲ့အစည်းတတိယရောတော်လိုင်းအင်အားစုတွေတတိယရောဒါကမ်ပိန်းတွေအများကြီးလုပ်နေတာလဲ live မှာတွေ့နေရပါတယ်ခင်ဗျာဟုတ်ကဲ့ပါမတီကျွန်တော်ဆက်ပြီးတော့ဖကြပေးမယ်နောက်ထပ်ပေးစာတစ်စောင်းကတော့ဒီမန်လေးတိုင်းမိုးကုံးမြို့နယ်တွေကရေးသားပြပလာတဲ့ရခွင်စာပဲဖြစ်ပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကိုဖက်ပြရမယ်ဆိုရင်မင်္ဂလာပါကျွန်တော်ကတော့မိုးကုံးမြို့မှာနေထိုင်တဲ့မြို့ကန်တူဦးပါ TNL ကမူကုမျိုးကနေပြန်လဲဆုတ်ခွာတော့အခုလက်ရှိအခြေအနေမှာမြို့ကန်အားလုံးကစိုးရိမ်တော့ကအများအပြားဖြစ်နေကြရပါတယ်။ပြီးတော့မြို့ကန်တွေကိုတချမ်းမှငဲမကြည့်ပဲနဲ့မြို့ကိုစစ်ကောင်စီလက်ထဲကို ထိုးအပ်ခဲ့ပါတယ်။အခုဆိုမြို့ကန်ဒီမှာကရှောင်ဖို့နေနေတတာစောင်းဝင်နေတောင် မနေပြေလည်အောင်ကြိုးစားနေကြရပါတယ်။နောက်ပြီးတော့ NUG ကလည်းဘာမှမထုတ်ပြန်မြို့ကန်ဒီအတွက်ကတော့တကယ်ကိုရင်လေးရတာပါပဲ။ အန်ယူဂျီကိုအဓိကပြောချင်တာကတော့လက်ရှိအခြေအနေမှာຫນွေဥဒေါ်လာရေးဟာတချို့အတွက်အရန်လှုပ်ရှားလို့ကောင်းတဲ့စီးပွားရေးကွင်းတစ်ခုလို့လုံနေသေးကြတော့ဒေါ်လာရေး